အစာလဲစေးစေးလဲအစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကိုကုသပေးနိုင်ခြင်းအဖျားယောဂါများကို ကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ချစေခြင်းနှင့်ကပားကောင်များကို နှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကို ကုသပေးနိုင်ခြင်းအဖျားယောဂါများကိုကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ချစေခြင်းနှင့် ကပားကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကိုကုသပေးနိုင်ခြင်း၊ဖျားယောဂါများကိုကုသပေးနိုင်ခြင်း၊ဆဲများကိုတက်တိုးပြစီခြင်းမှ ကာကွယ်ပေးခြင်း၊ရောင်ရမ်းမှုများကိုလျှော့ကျစေခြင်းနှင့်ကပားကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါရယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကိုကုသပေးနိုင်ခြင်းအဖျားယောဂါများကို ကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ကျစေခြင်းနှင့်ကပားကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကိုကုသပေးနိုင်ခြင်းအဖျားယောဂါများကိုကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ကျစေခြင်းနှင့်ကပားကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကိုကုသပေးနိုင်ခြင်းအဖျားယောဂါများကို ကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ကျစေခြင်းနှင့်ကပားကောင်များကို နှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကို ကုသပေးနိုင်ခြင်းအဖျားယောဂါများကိုကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ချစေခြင်းနှင့် ကပားကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကို ကုသပေးနိုင်ခြင်းအဖျားယောဂါများကိုကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ချစေခြင်းနှင့် ကပားကောင်များကို နှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုယောဂါကိုကုသပေးနိုင်ခြင်းအဖျားယောဂါများကို ကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ချစေခြင်းနှင့်ကပားကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲဆေးဆေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကိုကုသပေးနိုင်ခြင်းအဖျားယောဂါများကိုကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ကျစေခြင်းနှင့်ကပားကောင်များကို နှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။ အစာလဲစေးစေးနဲ့အစာမှပြန်လဲကြိုးဆိုလိုက်ပါတယ်။ကျွဲကောပွင့်စားခြင်းဖြင့်ချောင်းဆိုးယောဂါကိုကုသပေးနိုင်ခြင်းအဖျားယောဂါများကို ကုသပေးနိုင်ခြင်းဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းရောင်ရမ်းမှုများကိုလျှော့ချစေခြင်းနှင့်ကပားကောင်များကို နှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။